အောင်မဲမင်္ဂလာပါတစားမောင်းလတွေကိုတော့စနေပြီးဝင်ရောက်လာပါပြီပေါ့အဲ့တော့တစားမောင်းလတွေမှာမွေးကြီးကံတဲ့အကြောင်းတရားအနေနဲ့အကန့်အကောင်းဆုံးနှိမ့်နယ်နေရှိတယ်အဲ့ဒါတွေကအင်္ဂါသသမီးတွေရဲ့ဗုဒ္ဓသသမီးတွေရဲ့တောက်ကြသသမီးတွေရဲ့ဒီသုံးနံဒီတစားမောင်းလတလလုံးမှာတိတိတသာမွေးကြီးကံအကောင်းဆုံးလို့ပြောလို့ရတယ်ဗျာဘယ်လိုမျိုးလဲဆိုတော့အရင်ကမွေးကြီးကံတွေနဲ့ပတ်သက်ပြီးတော့ညံဖြင်းနေတဲ့အဲ့ဒီသုံးနေတဲ့သားတွေကဒီလာထဲမှာတိတတာကိုပတ်စံနေတိုးပွားလာမယ်ပတ်စံနေအမြောင်များဝင်လာမယ် အကျွေးဆက်ဖို့ဆိုပြီးရည်ရွယ်နေတဲ့သူတွေအနေနဲ့လည်းအကျွေးဆက်နိုင်မဲ့အခွင့်အရေးကောင်းတွေရလဒ်ကောင်းတွေကြုံလာမယ်ပြောချင်တာကတော့ငွေရပေါက်ရလဒ်တွေတိတိတတာတိုးပွားလာမယ်တိုးတက်လာမယ်နောက်ပြီးတော့ငွေကြေးကိစ္စကြောင့်စိတ်ဆင်းရဲနေရတဲ့တောကရောက်နေရတဲ့ဒီသူတွေကဒီတုံးနဲ့နဲ့မှပါနေရဆိုတိတိတတာကြီးတိုးတက်လာမယ်အောင်မြင်လာမယ်အဆင်ပြေလာမယ်ပေါ့ပထနာတော့ဘယ်လိုခေါ်လဲဆိုတော့ဒီလာထဲမှာဒီဇောင်းနာထဲမှာဒီသုံးနံဒီတိတိတတာငွေငွေကန်ကောင်းတယ်အဲ့လိုငွေကန်ကောင်းတဲ့အတွက်ကြောင့်မလို့ เนาะဒီများများလိုချင်တယ်ဆိုရင်တော့ကိုကလူစရာရှိရာလူကမ်းပေးရမယ်ပေးစရာရှိရာပေးကမ်းရမယ်အလူကမ်းပုတ်ကိုမိသည့်လူကမ်းပုတ်ကိုအတိုင်းမဆိုပေးကမ်းဆောင်ကြရမယ်เนาะပြီးရဒုတိယအနေနဲ့လိုက်တာကကျတော့တနည်းဖွင့်နေတဲ့စနေပေါ့အဲ့တော့ဒီအနေနဲ့နှစ်ခုကကျတော့အဓိကတော့ပါလဲဆိုဒုတိယအနေနဲ့လိုက်တယ်ဆိုတဲ့ကိစ္စကကျတော့ဒီတော့မွေးကြီးတက်တဲ့နေရာလေးရှိတာဒီနေရာလေးမှာတက်တာလာမယ်ဒါပေမဲ့ကြည်မာတော့မွေးကြီးအခက်ခဲတွေတော့ကင်းတော့ကင်းမပြောက်သေးဘူးဒါပေမဲ့အသက်ရှူပေါက်လေးတွေရလာတယ်ဆိုတော့ဒါကရင်နာတော့ကမပိနိုင်မကန်းနိုင်အဆင်မပြေဘူး အရင်မုန်းချက်နေတဲ့တနေ့ခုနေနဲ့စနေနေ့ပါလာမယ်ဆိုရင်တော့ဒီတားထဲမှာတော့အသက်ရှူပေါက်လေးတွေ့ရလိမ့်မယ်ဆိုတော့ဘယ်လိုခေါ်လဲဆိုတော့အသက်ရှူပေါက်တွေ့ရမယ်ဝေရပေါက်ရာလန်းလေးတွေ့ရမယ်ကိုကအဲ့ဒီမွေရပေါက်ရာလန်းလေးကိုမတွေ့ဘူးမမြင်ဘူးဆိုရင်တော့ခံရလိမ့်မယ်အဲ့တော့မွေရပေါက်ရာလန်းဒီများလာတာမို့လို့များလာတဲ့ဒုထဲမှာမို့လို့ကျွန်တော်ဒုတိယထဲမှာထည့်ထားတယ်အပေါ်နေလန်သုံးခုကကြတော့နော်မိနေတာမှာကိုကအဲ့လိုအော်တိုမက်တစ်လာပေးမဲ့သူတွေအလုပ်ကိုဗျာနင့်ကန်နေအောင်ခိုင်းမဲ့ယာတွေပေါ်လာတတ်တာမျိုးပေါ့အဲ့တော့တတိယကံကောင်းဆုံးနေရာမှာရှိနေတာကြတော့ပါလဲဆိုတော့ ကျွန်တော်တနေနာနဲ့ကြတာပြီဒီညမှာတတိယအကန်ကောင်းဆုံးလို့ပြောရချင်းကြောင့်ဒီကကန်ညံ့နေရလို့မဆိုလို့ဘူးတော့တနေနာနဲ့ကြတာပြီကကျတော့ဘာတတိယနေမရောက်နေရလဲဆိုတော့လို့ကကြတော့ပတ်စံဝင်လားမဟုတ်ဝင်တယ်ဒါပေမဲ့ပုံမှန်မဟုတ်တော့ဝင်မွေတွေပုံမှန်မဟုတ်တော့ရားလက်တွေကြောင်းမလို့မွေတွေပုံနာမျိုးတွေအာမျိုးတွေတွေရှိတယ်ဆိုတော့ဟိုထားတော့တရားဝင်လို့ဆိုပြီးတော့တို့မှာ80 90လောက်တုံးဖို့ရားထားရတယ်ချိဖို့ရှိနေတယ်ကုန်ကုန်ကုန်နေတယ်အဲကြောင့်မလို့မွေကန်ကတိကျတာကြီးအားကောင်းနေရမျိုးလားဆိုတော့မဟုတ်ဘူးပတ်စံဝင်လားဆိုတော့ဝင်တဲ့ကိန်းကတော့ ရှိနေတယ်ဒါပေမဲ့ပြောရမယ်ဆိုရင်တော့ဒီတရင်းနာနဲ့တတာပရိကတော့ဝင်တာထက်ပို့ပြီးထွက်တဲ့အကြောင်းအရာလည်းရှိနေရမှာတတရဒီနေရာမှာထားထားတာအကြောင်းမလို့တရင်းနာသမီးရဲ့တတာသမီးပါတယ်ဆိုရင်တော့ဒီဂျီလာထဲမှာပတ်စံနဲ့ပတ်သက်တဲ့ကိစ္စများများအားလုံးစစ်စစ်ပို့လိုအပ်လိမ့်မယ်စစ်စစ်ရလိမ့်မယ်မစစ်စစ်နိုင်ဘူးဆိုရင်တော့ဒီကိုကိုရတဲ့အရာတွေများများအားလုံးဟိုပုံဆုံးမယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့ကဲအင်္ဂါရောဘာရောညာရောကဲထားလိုက်ပါတော့အဲ့တော့ဒီတစားဟုတ်တတလာထဲမှာကံကောင်းဖို့ငွေကြီးကံနဲ့ပတ်သက်ပြီးတော့အစီအပြေဖို့အတွက်ကျွန်တော် ်ရရားတစ်ခုပေးမယ်မန္တရတစ်ပုတ်ပေးမယ်အဲ့ဒါတော့ပါလဲဆိုတော့အုံနမောပုတ်တော်အရဟံရာစာဣဟိတနံဣဟိလာပဲအုံနမောပုတ်တော်အရဟံရာစာဣဟိတနံဣဟိလာပဲနော်အုံနမောပုတ်တော်အရဟံရာစာဣဟိတနံဣဟိလာပဲဒါကိုလို့လုပ်ရမလဲဆိုတော့ဒါကိုရုတ်ဖက်တည်းတည်းတဲ့အခါမှာမိထုတ်ရမယ် အဲ့တော့ဖျောင်းတိုင်းတစ်တိုင်းရှိမယ်ဗျာအဲ့တိုင်းမှာကျွန်တော်စာရွက်လေးနဲ့ပဲဖြစ်ဘောမေလေးနဲ့ဖြစ်လူမျိုးပေါ့တန်ကျုံလေးနဲ့ပဲဖြစ်အုံနမောပုတ်တော့အရဟံရာစာဣဟိတဏံဣဟိတာပဲဆိုအောင်စာချောင်းလေးနဲ့ရေးရမယ်ရေးပြီးရခါမှာအဲ့ဒီဖျောင်းတိုင်းကိုအိမ်မှာရှိတဲ့ဖျားစင်နော်ဖျားချောင်းဆောင်အိမ်မှာရှိတဲ့ပုပ်ပူလဘာဘာရှိမှဒီဖျောင်းတိုင်းကိုထုံးရမယ်ထုံးပြီးရချိန်မှာကိုကဒီဂါရာကိုမိမိရဲ့သက်စစ်သမဟုတ်ရင်ပရိတပတ်နော်စစ်ပြရမယ်ရုပ်ပတ်ပြရမယ်အဲ့တော့ဖျောင်းတဲ့တစ်ချိန်ထုံးတိုင်းရုပ်ပြရမယ်အဲ့တော့ဒီအဲ့တော့ဒီနေ့ကိုခင်ဗျာ၃ခါထုံးတိုင်း၃ချိန်ယူလို့ရတယ် ရေးကထုံးနိုင်၄ချိန်ယူလို့ရတယ်နော်ပြီးတော့အကြိဖက်ရောက်နိုင်တဲ့ချိန်ပဲထုံးနိုင်တယ်ဒါပေမဲ့အနည်းငယ်ယူချင်တဲ့သူတွေအနေနဲ့လည်းယူလို့ရတယ်အဲဒါဆိုလက်လာပါတွေတိုးပွားလာမယ်အနောက်ချက်တွေကင်းလာမယ်ကောင်းမွန်ကြီးမင်္ဂလာဖြစ်တာနဲ့တွေ့ကြုံခံစားရပါလိမ့်မယ်အားလုံးတစားမုံလတ်တလမှာအားလုံးအစီအပြေချောက်မှကြပါစေဒါလည်းကောင်းတယ်အားရှိကြပါစေ